ျော်ရည်တစ်ခွက်ကိုဘယ်လိုလောရတယ်ဆိုတာကိုလည်းအင်္ဂလိပ်လိုပြောတတ်အောင်ဆရာသင်ပေးဦးမှာပဲဖြစ်ပါတယ်။ဒီနေ့ရေးတဲ့စာပိုင်းမျိုးစာကရှေ့ရက်မှာရေးထားတဲ့ descriptive writing လို့ခေါ်တဲ့ပေါ်ပြတဲ့ရင်းနှီးမျိုးမဟုတ်ဘဲနဲ့ process paragraph လို့ခေါ်တဲ့ဖြစ်စဉ်ပြရင်းနှီး။ဆရာတို့ရေးတဲ့အကြောင်းအရာကိုဆရာဖြစ်စဉ်တစ်ခုအဆင့်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 နဲ့ဘယ်လိုလောရတယ်ဆိုတာလှုပ်ဆောင်ချက်အဆင့်အဆင့်နဲ့ပြသွားရတဲ့ရင်းနှီးမျိုးဖြစ်တယ်။တော့ဒီနေ့မှာဆိုရင် process paragraph ရဲ့တဘာဝရယ်ဘယ်လိုရေးရလဲဆိုတာကိုလည်းနားလည်သွားမှာဖြစ်တဲ့အပြင်အဲ meaning အသစ် vocabulary အသစ်တွေကိုလည်းဆိုင်လန်နာတွေကရရှိသွားမှာပဲဖြစ်ပါတယ်။အဲကြည့်လိုက်ရအောင်။ လီမွန်ဖြော်ရည်ပြုတ်လို့ရရင်ပထမဦးဆုံးလီမွန်သီးတွေကိုကောင်းစွာစေကြောပါအာပထမဦးဆုံးဒီ process paragraph တွေထူးခြားချက်ကအဆင့်အဆင့်တွေအတွက်စကားဆက်တွေသုံးပါတယ်ပထမဘာလုပ်ရမလဲထို့နောက်နောက်ဆက်ဘာလုပ်ရမလဲထို့နောက်ဆိုရင်လောဒါအသက်တွေ၎င်းတို့ချမ်းလိုက်ပြီးတော့ချမ်းလိုက်တယ်လို့ဘာလို့ဆိုလဲ meaning အသက်တွေလည်းဒီနေ့ရအောင်ပါပေါ့နော်ခွက်ထဲကိုအရေးလေးနှိမ့်လိုက်ပါအဲ့ဒါပြီးတော့ဒါ process paragraph တဘာဝအတိုင်းစကားဆက်တွေပါမယ်တခြားအချို့နဲ့ရေကိုအရေးသေးကိုထည့်လိုက်ပါတခြားပျော်သည့်အထိအယောနှုတ်ကိုမွေးပါ နောက်ဆုံးမှာတော့ဒါဒီအစာပထမဆုံးဘာလို့ဆိုတာအဆက်ဆက်ဘာလို့ဘာလို့နောက်ဆုံးမှာတော့ရေခဲချိုဖန်ွက်တဲ့ထဲပါဒီအစင်မြောက်လိုက်နာခြင်းအဖြစ်လက်ဆက်တဲ့လီမွန်ဖြော်ရိုးလွယ်လွယ်ကူကူပြုလုပ်နိုင်ပါပြီ။နောက်ဆုံးစာပိုက်ကကြတော့ဆရာတို့က reset ကိုပြောရတာဖြစ်တယ်။ reset ဆိုတာရလက်ပေါ့နော်။နောက်ဆုံးဘာရလက်ထွက်သွားလဲဆိုတဲ့ဟာကိုပြောပြတာဖြစ်တယ်။အဲ့လိုရင်းနှီးမျိုးကို process paragraph လို့ဆရာတို့ကခေါ်တယ်။ဆက်ကြည့်လိုက်အောင်။လီမွန်ဖြော်ရိုးပြုလုပ်ရင်အဲ့ဒါလေးတစ်ပြိုင်ရေးမယ်။ရန်ဆိုတော့ထူနေရရတယ်။ပြုလုပ်တာဒူးရှိတယ်၊မိတ်ရှိတယ်။ ဖန်တီးတဲ့သဘောပစ္စည်းအစ်စ်ဖြစ်တဲ့သဘောဆိုရင်ဒူးကိုမသုံးမနဲ့မိတ်ကိုသုံးရတယ်။ဟာမိတ်က cake ကိမ့်မို့ပြုလုပ်တယ်ဆိုပေါ့နော်။ဒီတိုင်းလှုပ်ဆောင်ချက် activity တွေလှုပ်တာဆိုတော့ဒူးကိုသုံးပါတယ်။ဒူး physical exercise လေ့ကျင့်ခန်းလုပ်တယ်လို့ဒူး home or exercise လုပ်တယ်လို့ပစ္စည်းအစ်စ်ကိုဖန်တီးတဲ့သဘောမျိုးမဟုတ်ဘူး။လီမွန်ဖြော်ရည်ကြတော့ဖန်တီးတဲ့သဘောဖြစ်တယ်လို့ကြောင့်ဆိုတော့ပြုလုပ်တာမိတ်တော့လည်းမယ်။ to make ဘာလို့ပြုလုပ်လဲဆိုလီမွန်ဖြော်ရည်ဆိုတော့ lemon juice ချေရစီ juice နော် to make lemon juice ပထမဦးဆုံး first ဒီကောင်ဒီဆက်ချက်မပါဘူး W ဟာမျိုးလဲဆိုရင် imperative unit လို့ခေါ်တယ် imperative ဆိုတာအမိန်ပေးတာခိုင်းတဲ့ဟာမျိုး subject ဒီဘာကိုလုံးလိုက်ပါသေးဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးဘာကိုလုံးလိုက်ပါဆိုတဲ့ခိုင်းလိုက်တဲ့ပုံစံမျိုးအဲ့ဒါတွေဒီဘာနဲ့စရလဲဆိုတော့ verb နဲ့စရတယ်ဒါဒီ series မှာပဲဆက်တစ်ခါပြောပြရတယ်နောက်အခုမှတွေ့ရဆိုရင်လည်းမှတ်လိုက်မယ်ပေါ့နော်ဘာနဲ့စရလဲ verb လီမွန်သီးတွေကိုကောင်းစွာဆေးကြောလိုက်ပါဆေးကြောလိုက်ပါဆိုတဲ့ verb နဲ့ပဲစရနောက်ဆုံးလုံးနဲ့ပဲစရမယ်လုံးတဲ့ subject မပါဘူးဆေးကြောလိုက်ပါဆိုတော့စာဘာရေးမလဲဆိုရင် wash ဗတ်ဘီနော်ပါလားလဲဆို object လာရယ်လေအစေကြောခံရတာပါလေလီမွန်သီးပဲဆိုတော့ the lemon where's the lemon ဘလို့အစေကြောမလဲကောင်းစွာအစေကြောမယ်ဆိုတော့ well အဲ့တော့ first wash the lemons where ဟုတ်ပြီနော်ထို့နောက်ထို့နောက်ဆိုတော့ then အာစကစားအစကစားတည်း process ပါလာခါမှာအသက်တည်း then ထို့နောက်ဘာဆက်လုပ်ပါအဲ့ဒါပြီးတော့ဘာဆက်လုပ်ပါဆိုရဲဟာဒီပေါ့နော်အဲဟုတ်ပြီ၎င်းတို့ကိုတဲ့ချမ်းလိုက်ပြီးတော့ချမ်းလိုက်တယ်ဆိုတာအဲ့ဒါဘယ်လိုရေးလဲဆိုရင် နှစ်ပိုင်းခွဲလိုက်ပါဆိုတဲ့ပုံစံမျိုးနဲ့ရေးရတယ်အဲ့တော့ဖြတ်တယ်လီးရဲ့ဒီခက်လို့ခေါ်တယ်ခက်နောက်မှာ object လာမယ်၎င်းတို့ဆိုတော့ them ခက် them ဆိုတာ၎င်းတို့ကိုချမ်းလိုက်ပါဘလို့ချမ်းရမလဲအပိုင်းတွေဖြစ်သွားအောင်ဆိုတော့ half ဆိုတာတဝက်လို့ခေါ်တယ်နှစ်ချမ်းဖြစ်သွားတော့ f နဲ့သုံးတဲ့ကောင်ကအများဖြစ်ချင်း ves ထည့်လိုက်ရဒါမှအချမ်းနှစ်ချမ်းသာဖြစ်သွားမှာတော့ cut than half ၎င်းတို့ချမ်းလိုက်ပါ and ပြီးတော့ခွက်သေးတို့အရေကိုညှစ်ပါတော့အရေကိုညှစ်ပါအရေညှစ်တော့လည်းမှတ်ထားပါအောင် screen ဘာလို့ရမလဲညှင်မယ်ဘာလို့ညှင်ရမလဲအရေဆော squeeze the juice အဲလီမွန်တီးရပါတဲ့အရေကို juice လို့ခေါ်တယ်လက်ထက်တို့လဲခွက်ထဲတို့ဆိုတော့ to the cup ခွက်တလုံးကိုအခုမှစပြဆိုတော့ a လေးနဲ့တို့ပေါ့နော် to a cup squeeze the juice to a cup အဲ့ဒါပြီးတော့ဟုတ်ပြီအဲ့ဒါပြီးတော့ဆိုတော့အထဲတို့ပြောင် into လေးသုံးလိုက်တာပိုကောင်းမယ်နော် into the cup အဲ့ဒါပြီးတော့ဆိုတော့ဆရာဘာသုံးလဲဆိုရင် after that comma ဒါကြားချုံတဲ့ရေကိုအရေထဲသို့ထည့်ပါဒါလည်းခိုင်းနေရပဲနော် ဆက်ချက်မရှိဘူးနောက်ဆုံးဖက်ကိုပဲကြည့်ထည့်လိုက်ပါထည့်ပါဦးဆိုတော့ထပ်ထည့်တဲ့ဆိုရင် AGD ရထည့်လို့ရတယ် PUT ဖို့ထည့်လို့ရတယ် add ကလည်းထပ်ထည့်တာဖုတ်ကလည်းထည့်လိုက်တာပဲအဲ့တော့ကြိုက်တာတုံးလို့ရတယ် add ဘာကိုထည့်မှာလဲကြာအချို့ဆိုတော့ sam sugar and juice or water ဘယ်စီကိုထည့်ရမှာလဲဆိုရင်အဲအရေးတဲ့လို့ထည့်ပါဆိုတော့ to the ဘယ်က juice ဘယ်ကညှစ်ထားရေးတော့ထည့်ပါကြာပြောသည့်အထိအရောနှောက်ကိုမှွေပါ စောက်ချက်မပါဘူးနောက်ဆုံးကဘတ်နဲ့ပဲရေးမယ်မူရဆိုမင်းကြီးကမသိမှတ်ထား stair ဘာမူရမလဲအယောနောဆိုတဲ့ object နော်အမွေခမ်းမဲ့ဟာအယောနောအဲ့တော့ that အယောနောအင်္ဂလိပ်လိုခေါ်လဲဆိုရင် mixture အမင်းနဲ့တည်းစုဆောင်ပါပြီးရလွတ်ကြနော် stair the mixture အယောနောမူပါဘာဖြစ်သည့်အထိလဲဆိုရင်အထိဆိုအောင်အင်္ဂလိပ်လိုခေါ်လဲဆိုရင် anti ဒါအထိဘာဖြစ်တဲ့ဒီကတကြားပြောသည့်အထိဆိုတော့ sugar sugar ဘာပြောသေးထက်လိုက်လဲ ရှေ့မှာတစ်ခါပြောပြီးသားမလို့နောက်တစ်ခါကျတော့တိကျပဲဆိုတော့ထည့်လိုက်တယ်။ The sugar ပျော်တာတော့ဘယ်လိုခလဲဆိုတော့ dissolve လုပ်ခဲ့တယ်။ sugar ဒီဘလောက်ပဲများများရေတွက်လို့မရဘူး။တစ်ခုကိန်းသဘောဆောင်တယ်။တစ်ခုကိန်းဆိုရင်ဘဝမှာမထည့်ရလဲ။ as ထည့်ရတယ်။ဒါတော့ anti the sugar dissolve ။ရေခဲအချို့ကိုတဲ့ဖန်ွက်ထဲကိုထည့်ပါ။အဲ့နောက်တစ်ခါဒါပြန်ပြီးထည့်ပါဆိုရင် van နဲ့ပဲစမယ်။အဲ့တော့ put ရေခဲအချို့ဆိုတော့ sam ice put sam ice ဘယ်လိုထည့်ရမလဲ။ဖန်ွက်ထဲတို့ဆိုတော့ into the glass အဝတ်ထည့်ထည့်လိုက်ပါဒီအစင်များကို လိုက်နာချင်းဖြင့်ဖြင့်ဆိုတာအင်္ဂလိပ်လိုရေးလဲဆိုရင် buy လို့ရေးရတယ် buy နောက်မှာ buy ing ဆိုခေါ်တယ် general လိုက်ရတယ်အားလေးလည်းမှတ်ထားအောင်လိုက်နာတော့အင်္ဂလိပ်လို follow လို့ခေါ်တယ် buy နောက်မှာ buy ing ဆိုတော့ follow ဆိုတဲ့ဘက်ကို ing ထည့်လိုက်တော့ buy following ဖြစ်သွားတယ်လိုက်နာချင်းဒီအစင်များတော့အင်္ဂလိပ်လိုခေါ်လဲဆိုရင် the steps ဒီအစင်များကို လိုက်နာချင်းဖြင့်လက်ဆက်တဲ့လီမွန်ဖြိုးကိုလောလောကူကူပြုတ်လုံနိုင်ပါဘီ ဒါကကြတော့ခိုင်းတာမဟုတ်တော့ဘူး reset ပေါ့ဘလူပြုတ်လုပ်နိုင်တယ်တင်ပြုတ်လုပ်နိုင်တယ်လို့ယူဆရင်ယူပေါ့ငါတို့ပြုတ်လုပ်နိုင်မှာပြီဆိုရင် we ပေါ့ငါပြုတ်လုပ်နိုင်ပြီဆိုရင် i ပေါ့ကြိုက်တာတုံးလို့ရတယ်ဒီမှာတော့တင်ပဲဆရာတုံးလိုက်တော့မယ်တင်ပြုတ်လုပ်နိုင်ပြီဆိုတော့ you ပြုတ်လုပ်နိုင်တယ်တဲ့ can do လား can make လား can make နော်ဖန်တီးရတာပေါ့ can make ဘာလို့ပြုတ်လုပ်နိုင်တာလဲလက်ဆက်တဲ့လီမွန်ဖြော်ရင်လက်ဆက်တာဘယ်လိုခေါ်လဲဆိုရင် fresh lemon juice ဘယ်လိုပြုလုပ်နိုင်တာလဲလွယ်လွယ်ကူကူဆိုတော့ alpha လေးနောက်မှထည့်မယ် ASILY easily လွယ်ကူစွာလို့ခေါ်တယ်လွယ်ကူစွာဒီနှစ်ခါထက်တဲ့လွယ်လွယ်ကူနဲ့လည်းအထိပ္ပယ်တူတူပဲဖြစ်တယ်အဲ့တော့ပြန်စစ်မယ် too many lemon juice fresh wash the lemon well then cut the herbs and squeeze the juice into a cup after that add some sugar and water to the juice stir the mixture until the sugar dissolves put some ice into the glass by following these steps you can make fresh lemon juice easily ဒါဆိုဒီနေ့မှာလဲလေမွန်ဖြော်ရည်ကိုအင်္ဂလိပ်လိုကောင်းကောင်းမွန်ဖြော်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒီတိုင်းလေ့လာမယ်စူးစမ်းမယ်ဆိုလို့ရှိရင် vocabulary ကို use တွေကို share လုပ်နိုင်ရရှိနေဦးမှာဖြစ်ပါတယ်အဲ့တော့ဇွဲမလျှော့ပဲနေ့စဉ်စူးစမ်းလေ့လာပါ bye တဲ့